သုံးရက်နေ့ဧရာဝတိုင်းဒေသကြီးဖြာဘုံမြို့မဟာပုံညာရာမတိုင်းမြေချောင်းပရိယတိစာသင်တိုင်း၌ဓမ္မယိတာကြီးဓမ္မယုံတွင်၌ဒွန်တော်မူပြီးသောရေစစ်တော်ရှင်မင်းရောက်ဆရာတော်ဘုရားကြီးပရဏတပညာဝန်သား၏၄၄နှစ်ပြည့်ယေရှုဆံဓမ္မပူဇာဓမ္မသဘေအနေနဲ့အခမဟာတရမဇောတိကတဇာပဒနာတေဝိန္ဒမဟာရေရှိသူမြတ် ညီတော်ဓမ္မရည်သာကြီးဥစည်းပဒနာနိုင်ငံကဆရာတော်ဘုရားကြီးဤဘုံရေကံရေမေတ္တာရေနှင့်ဩဝါဒကိုခံယူ၍အကျိုးသာလူကြီးများအလှရှင်များအားလုံးစုပေါင်းညီညာကျင်းပပြုလိုအပ်သော209ကြိမ်မြောက်မဘောဝိပဒနာနိဗ္ဗာန်ဝင်လံအဋ္ဌံခုနှစ်ရတရားစကားဝေကြီးရဲ့ခုနှစ်ရပြည့်တဲ့နေ့တရားစကားဝေအောင်ပွဲနေ့ညချမ်းအခါသမယ ရာဇဂံအောင်ဝဲဩဝါဒကထာသစ္စာဒေသနာတရားတော်ဒီတရားတော်ကိုမဟောကြားကြမနာကြားရသေးမီတမေဒရာဓမ္မသာမိတရားမှရှင်ဖြစ်တော်မူသောမြတ်စွာဘုရားအာနမောတတဖြင့်ညီညာပြပြကရောကြပါစို့နမောတတဘဂဝါတော်အရဟံ သာပြည့်ရှိခိုးပြီးတဲ့နောက်အာလောသောယောဂီပေါင်းသူတို့ကောင်းတော်မိမိတို့ရှုမှတ်ပွင့်များသည့် ဝိပဿနာရှိပွားရခြင်းအကျိုးပြလင်္ကာလက်ရှိခန္ဓာမတွေ့တာနဲ့အစရှိသောလင်္ကာစာပိုက်ဖြင့်လည်းပဲရွတ်ဆိုပူဇော်ကြရအောင်လက်ရှိခန္ဓာမတွေ့တာနဲ့နောင်လာဘဝမတောင်းတာဝဲကြောင်းကြဆွေဖြင့်အမြဲမပြတ်ဝိပဿနာ နေလာခြင်းခြင်းအာစိဏကံဖြစ်ရောက်မှမူသောသည်သူအားအယုမလွယ်ဂတိမြေဤဣစွေလောင်မရေဟုတတော်မယဖြစ်၏ပုံနိုင်ရှိ၍ပေရင်တန်တေ သေးကငါမြင်စေတောက်ချောင်းမေမပြောင်းနေဘေဘောင်ရောစီဒေဂာမိဝံအပြီးမုံချမခင်ရလိဣဇာမလျောအပေါင်းပေါ်၍မတော်တဆမမယောဘဝအစွန် အပြေရောက်၍အဘောင်မပြောင်းသောတာပန်စေဧကံဖြစ်မီမလေးဝိပါဒနာအကျိုးသည်သာတုသာ